မြန်မာရိုးရာရန်ချေမှုအမွေအနှစ်ကိုဟာတာလုတ်တီယောခဲ့တာဗီဒီယိုဖိုင်ချံလူပြောများနေတဲ့ထိုင်းအလမဲ့ပြိုင်ပွဲ လူမှုကွန်ရက်ဆာမျက်နှာထံမှာမြန်မာပြည်သက်တွေကိုအတော်လေးဒေါသထွက်ဆွေးခဲ့တဲ့ထိုင်းနိုင်ငံကအလှမဲ့ပြိုင်ပွဲတစ်ခုအကြောင်းကိုဆွေးနွေးတင်ဆက်ပေးခြင်းပါတယ်လက်တလောအင်တာနက်ပေါ်မှာပြန့်နှံ့နေတဲ့ဗီဒီယိုဖိုင်တစ်ခုကိုမြန်မာပရိသတ်အတော်များများတွေ့လိုက်ကြမိချင်းပါတယ်။အဲ့ဒီဗီဒီယိုဖိုင်ကတော့ထိုင်းနိုင်ငံမှာကျင်းပခဲ့တဲ့ Miss ACDC 2020မှာလော့ခေါ်တဲ့ Transgender လိင်ပြောင်းအမျိုးသမီးများအလှမဲ့ပြိုင်ပွဲတစ်ခုပဲဖြစ်ပါတယ်။ ပုံမှန်အားဖြင့်ဒီလိုပလန်ပွဲတွေဟာပျော်ရွှင်စရာဟာသဆန်ဆန်တင်ဆက်မှုတွေပါဝင်လေရှိပေနဲ့ဒီတစ်ခါသူတို့ရဲ့တင်ဆက်မှုဟာမြန်မာနိုင်ငံနဲ့မြန်မာပြည်သက်တွေအပေါ်စီးကျော်သွားခဲ့တာပါ။ပြိုင်ပွဲဝင်အလှမဲ့တူကမြန်မာအလှမဲ့ခေါင်းစဉ်တက်ပြီးဝင်ရောက်ရှင်ပြိုင်ခဲ့တာမှာမြန်မာပြည်ရင်ခက်ကမိဖုရားများဗိသိက်ခံတဲ့အခါမှသာဝေရတဲ့အင်မတန်မုံမြတ်လာတဲ့မာလီကာတန်စာခေါ်မဟာလာတာဝတ်ဆောင်ပုံစံမျိုးဝတ်ဆင်ခဲ့ပါတယ်။ ဒီလိုမြင့်မြတ်လာတဲ့ဝတ်စုံကိုဝတ်ပြီးစက်တရေရှိရှိကိုဟန်အနေထားနဲ့တင်ဆက်ရမယ့်အစားဟာတက်လိုလုပ်ပြီးအမြင်မတင်တဲ့တရောတဲ့ပုံစံမျိုးလောင်ပြောင်းတဲ့ပုံစံမျိုးနဲ့ဖြိုဖြစ်ခဲ့လာကိုတွေ့ရပါတယ်။ ်ဒီနေရာမှာမေခွန်းထုတ်ချင်တာကပြိုင်တွဲကိုဘာရည်ရွက်ချက်နဲ့ကျင်ပါပါတယ်ပါဝင်ရှင်ပြရမယ့်အစီအစဉ်တွေရွေးတာကလည်းနိုင်ငံတည်းရဲ့ဒလိရင်ကျေးမှုတွေကိုထိခိုက်လာစေတဲ့အကြောင်းအရာမျိုးတင်ဖို့ပါဝင်ခွင့်ပြုခဲ့မပြုခဲ့ဆိုတာမျိုးကိုမေးရမှာပါဖြောဖြည့်ရဲ့တက်တက်ဆိုပြီးခွင့်လွတ်ပေးလို့မရပါဘူးအိမ်နီးချင်းနိုင်ငံချင်းယဉ်နီးမှုရှိပေမဲ့ဒီလိုအထိအခိုက်မခံနိုင်တဲ့ရန်ကျေးမှုနဲ့ဘာသာရေးဆိုင်ရာအမွေအနှစ်အကြောင်းအရာမျိုးကိုစင်ပေါ်မှာစော်ကဟာတာလူခွင့်ပြုလိုက်တာဟာစင်ချင်းတုံတရနေပါလူညရောက်ပါတယ် မလီကာတန်ဆာဆိုတာရှင်းမြမဘီယန်တီရဲ့ချက်တရဲဆောင်ပါဒီထပ်ပေါ်ဆိုတာကတော့မာလီကာညက်တန်ဆာကိုချွတ်လိုက်ပြီးတရားစာရီနော့ခန်ထားတီလရှင်ဝတ်ဆောင်ကိုဟာတာလုတ်လိုက်တာပါတီလရှင်ဝတ်ဆောင်ဆိုတာကလည်းဘာသာရေးမှာအမျိုးသမီးတွေအတွက်တန်ဖိုးထားရတဲ့ဝတ်ဆောင်ပါ ကြားသည်ဟုရစီယာတစ်ခုအနေနဲ့ဖျော်ဖြေတင်ဆက်ဟာတာလုတ်စရာပစ္စည်းတွေအဖြစ်သဘောထားလိုက်တာဟာမြန်မာပြည်သူတွေရဲ့နှလုံးသားကိုစိုကားထိပါလိုက်သလိုပါပဲ။ဒါကြောင့်ဒီကိစ္စကိုတာမန်အနေနဲ့သဘောမထားဘဲမြန်မာပြည်သူတွေကိုတရားဝင်တောင်းပန်မှုမျိုးလုပ်တင်တယ်လို့ထင်မိပါတယ်။ဒီလာရှင်ဝတ်စုံနဲ့ပြောင်းပေးဖျော်ဖြေတဲ့အခါမှာလေနောက်ခံဖျားစာရွတ်ဖတ်တာနဲ့အတူအနောက်မှာအယဟန်ဗဟိအန္တရာချေယန်အစရှိတဲ့ယတိကြီးဦးခန့်နီရဲ့ဂါထာတော်ကိုရေးထားတဲ့ဘီနိုင်းစာကိုထောင်ထားပြီးအရှိမာတို့ရစီယာလုတ်ပြီးကပြနေခဲ့ကြတာပါ။ သူတို့နိုင်ငံကဗုဒ္ဓဘာသာနိုင်ငံဖြစ်ပေမဲ့ဗုဒ္ဓဘာသာဝင်တွေအလေးအမြတ်ထားရာတရားတော်နဲ့အာသနာပောင်ဝင်သီလရှင်ဝတ်စုံကိုဒီလိုမျိုးဟာတလို့အသုံးပြုလိုက်တာကတော့တော်တော်လေးကိုရိုင်းဆိုင်လွန်ရာရောက်နေပါတယ်။ဒီဗီဒီယိုဖိုင်ထွက်လာပြီးနောက်မှာတော့မြန်မာပြည်သက်တွေဟာပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ကြပါတယ်။ ။ထော့ကိုင်းဒီကငါတို့ရင်ကျေမှုကိုလေးစားမှုမရှိဘူး။ဒါကအပျော်တသက်လွတ်တာမဟုတ်ဘူး။စော်ကားနေတာဆိုပြီးပြောဆိုနေကြတာပါ။ Miss ACDC ပြိုင်ပွဲဟာဟာတာနော်တဲ့ပြိုင်ပွဲဆိုလားနားလည်ပေးလို့ရပါပြီ။အဖို့လောက်ရက်ကမြန်မာလူမျိုးတွေရဲ့အလေးထားရာကိုလှောင်ပလောင်စော်ကားနေတယ်လို့ဖြစ်ပါတယ်။ ်သက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ဒီလိုထိလွယ်ရှုလွယ်တဲ့ဟာတွေမလုပ်ဖို့တားမြစ်တင်ပါတယ်။တချို့ခတ်ပြင်းပြင်းဝေဖန်သူတွေကတော့အစကတည်းကရောကြမဟုတ်မိမမဟုတ်တွေဒီလိုမျိုးစော်ကားတဲ့အတွက်နောက်ဘဝတွေပိုဆိုးမှာပါဆိုပြီးပြောဆိုကြတာပါ။ပရိသတ်ကြီးအနေနဲ့ကတော့ဒါဟာမတော်တဆချက်သွားတာလားရည်ရချက်ရှိရှိစော်ကားတာလားဆိုတာထင်မြင်ချက်ပေးခဲ့ပါအောင်ရှင်။